ရှမ်းပြည်မြောက်ပိုင်းကိုခိုင်မြို့နယ်မုံစည်းဒေသကအရက်သားတွေပြစ်ခတ်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးကိုကက်တပ် MDAA ရုံးရှိမှဒေသခံတွေစင်နာပြခဲ့ကြပါတယ်။မုံစည်းဒေသပိတ်ခဲမြွာနာမှာမတ်လ9ရက်နေ့ကရွှေတူးဖော်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဒေသခံတွေကတွားရောက်တားဆီးချိန်ခိုက်ရန်ဖြစ်ပြီးနောက် MDAA တပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့် ဒေသခံတွေအပါအဝင်လူ6ယောက်တိစုံက6ယောက်တင်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိစုံသွားသူတွေထဲမှာ KIO အဖွဲ့ကနေခွင့်နဲ့ပြန်သွားတဲ့သူတယောက်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဒေသခံတွေအားထားနေကြရတဲ့ရေအရင်အမြင့်စတင်ရနေရမှာတရုတ်လုပ်ငန်းရှင်တွေကရွှေတူးတဲ့အတွက်ကချင်တိုင်းဒေသတွေကက်ကွက်ရာကကိုကက်တဲ MNDAA ကပြစ်ခတ်ခဲ့လို့အခုလိုတိစုံမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ိဆုံးမှုဒဏ်ရာရမှုတွေအတွက်ဖြည့်ရှင်ပေးဖို့မုံစည်းမှာရှိတဲ့ MDAA ရုံးရှိမှာဒေသခံတွေကမတ်လ9ရက်နေ့မှာတွားရောက်တောင်းဆိုခဲ့ကြပါတယ်။ MDAA ဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးသစိုတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။